ားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့ဆရာကြီးပါရဂူရေးသားထားတဲ့နီတော်နှင့်ရာဂျူဆိုတဲ့ဆောင်းပါးလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်။ကျမနဲ့တူနားဆင်ခံစားကြပါရှင်။နီတော်နှင့်ရာဂျူ ရန်ကုန်မြို့ရင်းသို့တပတ်တစ်ခါလောက်အနည်းဆုံးရောက်လေရှိသည်။ရန်ကုန်မြို့ရင်းမှမိမိအိမ်သို့ပြန်သည့်အခါစုလီဖျားလမ်းမှတ်တိုင်မှဘတ်စကားဆောင်စည်းလေရှိသည်။ထိုနေ့ညနေကလည်းစုလီဖျားလမ်းမှတ်တိုင်တွင်ဘတ်စကားဆောင်နေသည်။ရုံစင်းချင်းဖြစ်သည့်ဖြင့်မှတ်တိုင်နေရာပလက်ဖောင်းပေါ်တွင် ခီးသည်တွေတဖြည်းဖြည်းများလာသည်။ဘတ်စကားတစီစိုက်လာပြီးပြန်ထွက်သွားသည့်အခါတိုင်းခီးသည်တွေပြုတ်သိပ်ပြင်းပြပါသွားကြသည်။ တွဲခိုးဈေးသွားကြသည့်ခီးတဲ့များကလည်းကားဘေးနှင့်ကားနောက်တွင်အပြည့်ဖြစ်နေသဖြင့်ဘတ်ကားတိုင်းမှာလူပရိသပင်ဖြစ်နေသည်တနေ့လုံးရုံးတွင်လှုပ်လှုပ်ကြသည့်ရုံးဝင်နှင်းများသည့်၎င်းမြို့ထဲတွင်ကိစားနှင့်သွာလာလှုပ်ရှားနေကြသောခီးတဲ့များသည့်၎င်းအချိန်တန်၍အင်ပြန်ခြင်းသောဖြင့်ကားပေါ်အလူရက်တိုးဝေတတ်ကြသည်ရေစီကြောင်မြောင်းကြီးထဲမှရင်များသည့်မိညာသို့စီစဉ်သွားတော်လဲ ဟိုမသည်မှစေးကြလာသောရေများကြောင့်မြောင်းကြီးထဲတွင် ရေများရှမ်းမြေရှမ်းနေသည်ဘတ်စကာတစီပြီးတစီခီးတယ်များကို တင်ဆောင်ခေါ်ယူသွားတော်လေယုံတကာနေရာတကာမှအဆက်မပြတ်ပြိုကျစီစဉ်လာသောခီးတယ်များကြောင့်မှတ်တိုင်ပလက်ဖောင်းပေါ်တွင်ခီးတယ်တွေယောနေသွားသည်မရှိသေးပေတစ်ဖက်ကနှုတ်သိမ်းရှိတော်လေတစ်ဖက်ကလည်းအဖြစ်အတင်းရှိနေသည်မိမိအစွမ်းစားဖြင့်ကားပေါ်တက်နိုင်ခြင်းမရှိသေး၍ လူရှင်းရတနေရနှိုင်းရက်လျက်မှတ်တိုင်တွင်လာရက်ပြီးဒဇင်းမီဒဇင်းထွက်ခွာသွားကြသောကားကြီးကားငယ်များကို၎င်းကားပေါ်လူရက်တိုးဝှေ့တနေကြသော လူများကို၎င်းခီးတယ်များကြားထဲတွင် သွာလာလှူရှားနေသောဈေးတယ်များကို၎င်းကြည်နေမိသည်အဖဒူယာဒူယာအဝေးအာယုံရောက်နေသည့်အခါအနီးကိုသတိမမူမိတတ်ပြီး secret book လေးကိုမိမိရှေ့တွင် ထိုးပေးပြီးအဖဒူယာဟုဆိုလိုက်မှာပင် မိမိအား secret လာရောက်နေသော secret တဲ့ကောင်းလေးတယောက်ကိုသတိပြုမိလေသည် secret တဲ့ကလေးမှာအသက်12နှစ်13နှစ်လောက်ပင်ရှိ ਉਮ ီစပင်တိုကလေးနှင့်ဖြစ်သည်သူဝတ်ထားသောဘောင်းမီတိုကလေးနှင့်ရှိန်ညီမှာစက်ပြာနှင့်ဝေးသည်မှာကြာပြီဖြစ်၍ဂျေးထက်ထက်တနေသည် plastic နှင့်ပတ်ထားသောသူ၏စက်ကူတစ်တာလေးတွင် secret 650ဘူးကိုတွေ့ရသည် secret ဘူးများတွင်ဒူးရတဘူးနှစ်ဘူးပါသည် ကြံ secret များမှာတရုတ် secret များဖြစ်သည် secret တဲ့ကလေးသည်ဖောက်ပြီးသားဒူရဖို့ကိုမိမိရှေ့ထိုးပေးနေသည်ပေတလိတ်သူ secret ဘူးရဲမှ secret တလိတ်ကိုနှိုင်းယူလိုက်သည် ကားလည်းတော်တော်နဲ့ဆေးရမြေပုံမပေါ်သေးပြီ secret တဲ့လေးကိုလည်းစိတ်ဝင်စားသွားသည် ထို့ကြောင့် secret တလိတ်ဝဲလိုက်သည်ကလေးကမိချစ်ချစ်ပြီးမိညှိပေးသည် secret တဖွာဖွာပြီးကလေးကိုမေးလိုက်သည် မင်းနာမည်ဘယ်လိုခေါ်လဲကျွန်တော်နာမည်နီတွတ်မင်းရင်ဘာမလဲကျွန်တော်အိမ်ကတာကီတာမှာပါဟေးတာကီတာကဒီမှာလာပြီး secret ရောင်းရသလားဟုတ်တယ်ဗျဟိုမှာရောင်းလို့မရဘူးဒီမှာကလူစီတယ်မဟုတ်လားရောင်းလို့ရတယ်မင်းနေတိုင်းဒီကိုလာသလားဟုတ်ကဲ့နေတိုင်းလိုလိုလာပါတယ်မင်းအเจ้าမနေဘူးလားเจ้าပြေးထားတယ်လေအဖမသိဘူးလားသိပါရဲ့ကွာ ចောင်းဖွင့်နှောင်းကပြောတာပါကျွန်တော်ចောင်းနေပါတယ်ဗျဘဏ္ဍတန်းလေ6တန်းမင်းအဖေမင်းရှိသလားရှိတယ်ဗျမင်းဖေကဘာလုပ်လဲကလေးဒီမိမိအမေကိုပြန်ဖြေမအားသေးပဲအနီးမှဖျက်သွားသူတယောက်အားဦးလေးဒူးရဟူ၍လှမ်းအော်ရောင်းနေသည်ထိုလူကခေါင်းခါပြန်မှာမိမိမေကိုပြန်ဖြေသည်ကျွန်တော်ဖေကစိုက်ကားနေနေဗျဒါပေမဲ့သူစိုက်ကားနေလို့ရတဲ့ပတ်စံအိမ်ပြန်ပါလာတာနေတယ် ဘာဖြစ်လို့လဲရတဲ့ပတ်စံအကုန်တောက်ပြစ်တယ်ဟာတဲမိုက်တယ်လူပါလားနှို့မိမိကရောအဖေအိမ်ပြန်ပြီးတဲ့ပတ်စံမလောက်တော့အမေကလည်းလှုပ်ထွက်လို့ရတာပေါ့အလုတ်ကပတ်စံများများရတဲ့အလုတ်မဟုတ်ပါဘူးသူများရင်တွင်မှာလိုက်ပြီးဝိရှော်ပြီးတဲ့အလုတ်ပါအင်းစည်းမလောက်တဲ့အတွက်ကျွန်တော်ခုလိုဆေးလိုက်ရောင်းနေရတာပါခလေးဇလံကိုကြားရတော့ခါဂယုနာတက်သွားသည်ထိုရွယ်သည်ပရိယေတနာဝန်းစာရှာရသည့်အရွယ်မဟုတ် ကျောင်းတွင်စာသင်နေရမည်အရွယ်ဖြစ်သည်အဖကျွန်တော်သွားရောက်လိုက်ဦးမယ်အေးအေးနောက်ထပ် secret တလေးပေးဦးတငယ်သည် secret တလေးထုတ်ပေးပြီးကျွန်တော်အပါမှထွက်သွားသည်ဘတ်စကားတစ်စီးဟူးကနေထိုးရလာသည်တငယ်သည်ဘတ်စကားရှီယာသို့အပြေးကလေးသွားသည်ဒူယာ secret ဟူကားပေါ်မှခီးတယ်များအားအော်ရောင်းနေသောတငယ်၏အတန်းဆဆာကလေးကိုခက်လန်းလန်းမှကြားနေရသည် တငယ်ရှိရာသို့လှမ်းကြည့်နေမိသည်။နီတို၏မျက်နှာကလေးသည် ရာဂျူ၏မျက်နှာကလေးဖြင့်ပြောင်းလဲသွားသည်။နီတို့ကင်ထားသော secret တစ်တာထုတ်ကလေးသည် ရာဂျူကင်ထားသောတန်တစ်တာကလေးဖြင့်ပြောင်းလဲသွားသည်။တန်တစ်တာကလေးထဲတွင်က secret ဘူးများအစားဖနက်ရောင်တင်ဆေးဘူးကလေးများနှင့်ဖနက်တိုက်သော brush လေးနှစ်ခုပေါ်လာသည်။ကဘာကျော်ဗုဒ္ဓအနုပညာလက်ရာများရှိသောအိန္ဒိယနိုင်ငံအဂျန်ဒါလှိုင်းကူနှင့် အေလိုရာလှိုင်ကူတို့သွားရန်ကျွန်တော်တို့မဟာရက်ထရာပြည်နယ်အောက်ရန်ဘတ်မြို့သို့ရောက်ရှိနေကြသည်အောက်ရန်ဘတ်မြို့သည်အဂျန်ဒါနှင့်အေလိုရာတို့သွားရန်အထွက်တကဝါမြို့ဖြစ်သည်ယနေ့အေလိုရာတို့စတင်ခီးထွက်ရမည်နနက်စာစားတော့ပြီသောအခါစုရက်ဖြစ်သောဖုတ်ဝါလာဘောဇာဟိုတယ်မင်းစားတွင် ခီးသည်များစုဝေးနေကြသည် Tourist Bureau ကလာခေါ်သည့်အချိန်ကိုစောင့်ဆိုင်းနေကြခြင်းဖြစ်သည် ဟိုတယ်မျက်နှာစာပလက်ဖောင်းပေါ်တွင် ကလထိုင်းများလာကျန်းသဏ္ဍာန်တန်းစီချထားသည် ထိုကလထိုင်းများပေါ်တွင် Tourist Bureau ခီးတယ်ရင်ဖြင့် Elorado လိုင်းမြေခီးတယ်များထိုင်နေကြသည်ခီးတယ်များထဲတွင်နိုင်ငံခြားသားများလည်းပါသည်ကလထိုင်းလွန်မရှိသဖြင့်အုတ်ခုံလှေကလေးတွင်ရက်ပြီးလှပတာရသောမြို့ရှုခင်းကို ကျွန်တော်လှမ်းမျောကြည့်နေသည်ထိုခိုင်ပေါင်းမီရိုကလေးနှင့်အင်းကြီးခန်းရွံ့ဝတ်ထားသောကလာလေးတယောက် ကျွန်တော်အနာမရေတရေကလာသည် သူဤလက်ထဲတွင်ကန်ဆောင်လာသောကရိယာတစားပလာများကိုကြည့်ခြင်းအဖြစ်ဖနက်စည်းတုပ်သောကလာလေးဖြစ်ကြောင်းချက်ချင်းသိသည်ဘာဘူးကြီးဖနက်ပေါ်လေးတင်မလားအိန္ဒိယနိုင်ငံအနှံ့ပြားတွင် ဖနက်ရောင်တင်သောလုပ်သည် အသက်မွေးဝမ်းကြောင်းလုပ်တစ်ခုဖြစ်သည်များသောအားဖြင့်ထိုလုပ်ကိုကလေးငယ်များလုပ်ကြသည် အချို့မြို့များ၌လူစည်းကားသောနေရာများတွင် ဖနက်ရောင်တင်တော်သူများသည်နေရတနေရရ၌တန်းစီထိုင်နေကြသည်ဖနက်စေးတုပ်လိုသောခီးသွားများသည် မတက်ရရင်ကသူတို့၏ရှေ့ကခုံမော်တွင် ဖနက်မချွတ်ပဲခြေထောက်တစ်ဖက်တင်ပေးထားကြသည်ဖနက်ရောင်တင်သူများက ဖနက်ကိုစေးတုပ်ပြီး brush နှင့်ကျွမ်းကျင်စွာပုတ်တိုက်ပေးနေကြသည်ကလေးတငယ်များပါဝင်လူဆယ်ယောက်အယောက်20လောက်တန်းစီထိုင်ပြီးသူတို့ရှေ့ကခုံတွင်တင်ထားသောခြေထောက်တစ်ဖက်ကဖနက်ကို ်တွက်လက်ဖြက်လက်စွာဆေးတုပ်ပြီးပုတ်တိုက်ပေးနေသောထိုမြင်ကွင်းကို ဖနက်တိုင်ရင်ကနေသလားဟုပင်အောင်မရသည်ထိုနေရာများသို့ကျွန်တော်အချိန်များစွာဖြတ်တန်းသွားလာဘူးသည် သို့တော်လည်းတခါမျှမိမိဖနက်ကိုအတိုင်မခံခဲ့ဘူးပေမိမိစီသောဖနက်ကို လူသားတယောက်အားအတိုင်ခံရမှအလွန်တရားဝင်လေသည်ယခုကလာလီကမိမိဖနက်ကိုအယောင်တင်ပေးပါရစေဟုထိုရှိုးတောင်းပန်နေပြီထိုလို့သည်သူ၏အသက်မွေးဝမ်းကြောင်းလို့ဖြစ်သည် မိမိညင်းပယ်လိုက်ပါက သူအာရော့သွားရှာတော့မည်။အေးဘလောက်ပေးရမလဲ။တရူပြီးတယ်ပါ။ကောင်းပြီ။စီထားသောဖနက်ကိုချုပ်ပေးလိုက်သည်။ဖနက်ချုပ်မပေးဘဲခြေထောက်ထိုးပေး၍မူအတိုင်မခံပြီ။ကလာလေးသည်ဖနက်ကိုဆေးတို့ပြီးအသေးချာတိုက်ချုပ်ပေးနေသည်။သူဖနက်တိုက်နေရင် သူနှင့်စကားပြောကြည့်သည်။မင်းနာမည်ဘယ်လိုခေါ်လဲ။ကလာလေးကဖနက်တိုက်နေရင်ပြန်ဖြေသည်။ ကျွန်တော်နာမည်ရာဂျူးလို့ခေါ်ပါတယ်။မင်းတက်ဘယ်လောက်ရှိပြီလဲ။12နှစ်။မင်းအเจ้าမနေဘူးလား။နေပါတယ်။ဘယ်နဲ့တန်းလဲ။6တန်း။ကျောင်းလဲနေတယ်အလုပ်လဲလုပ်တယ်လားဟုတ်ကဲ့ကျောင်းမသွားခင် မနေ့ပိုင်းချိန်ကလေးမှာလောက်တာပါမင်းအဖေမင်းမရှိဘူးလားအဖေမရှိတော့ဘူးတည်သွားပြီ အမေကိုကျွန်တော်လှုပ်ကျွေးနေရပါတယ်မင်းလှုပ်လို့လို့ရတာနဲ့စားလောက်ရလားဒီလိုပဲလှောက်အောင်နေရတာပဲဘာဖြစ်ကြီး ဖနက်အယောင်တင်၍ပြီးသွားပြီဖုံမှုံများကပ်ပြီးညင်ထက်ထက်ဖြစ်နေသောဖနက်သည်ပြောင်းလက်သွားသည်ကျွန်တော်သူ့ကိုငွေတရူပီးထုတ်ပေးလိုက်သည် ရာဂျူသည်မသွားသေးပဲကလထိုင်းများနှင့်တန်းစီထိုင်နေသောခီးသည်များကိုလှမ်းကြည့်နေသည်ဘာဖို့ကြီးသူတို့ကိုလည်းပြောပြပါသူတို့ဖနက်တွေကိုလည်းကျွန်တော်ပေါ်လစ်တင်ပေးခြင်းနဲ့တန်းစီထိုင်နေကြသောခီးသည်များတွေတွင်ကျွန်တော်အဖော်များလည်းပါသည် ကျွန်တော်သူတို့ကိုလှမ်းခေါ်လိုက်သည် သူတို့လည်းကလားလေးကိုတနာသွားကြပြီးသူတို့ဖနက်ကိုအယောင်တင်ခိုင်းသည် ပထမမင်းယူဝေဖနက်ကိုအယောင်တင်ပေးသည်ဒုတိယဦးထေးလိုင်အလဲရောက်သောအခါဦးထေးလိုင်ကကလားလေး၏ဘူးရဲကဆေးကိုဆက်ခနဲလက်နှင့်ကော်ပြီး သူ့ဖနက်တို့မြည်လို့သည်ကလားလေးကဦးထေးလိုင်လက်ကိုဖန်ဆွဲထားပြီးဦးထေးလိုင်၏လက်ချောင်းတွင် ကပ်ပါလာသောဆေးကိုပြန်ယူသည် ထို့နောက်မှ သူဟာသူ့ဖနက်ကိုဆေးတော်ယုံတို့ပြီးပုတ်တိုက်သည် ဖနက်တိုက်စီကိုချွတ်ချွတ်တတာနဲ့တုံနေရှာသည်ဥကျော်ခင်မြင့်လည်းရောက်သောအခါဥကျော်ခင်မြင့်ကဟင်းကျွန်တော်အတိုက်မခိုင်းခြင်းဘူးဟုအတင်းညင်နေသည်ဘာလို့လဲဥကျော်ခင်မြင့်ဟာဒီကောင်လေးကကျွန်တော်အသားရွယ်လေကျွန်တော်ဖနက်အတိုက်မခိုင်းရပါဘူးမဟုတ်ဘူးကိုကျော်ခင်မြင့်ခမရတိုက်ခိုင်းမှသူပဆန်ရမှာအတိုက်ခိုင်းလိုက်ပါကျွန်တော်တို့ကဝိုင်းပြောမှဥကျော်ခင်မြင့်ကသူ့ဖနက်ကိုအတိုက်ခိုင်းသည် ကလားလေးကျွန်တော်တို့လေးယောက်ထံမှလေးရူပီရသွားသည်သို့တော်လည်းကလားလေးမသွားသည် ကလားလေးသည် ကလထိုင်းကိုစီနှင့်ထိုင်နေကြတော့အခြားနိုင်ငံသားများကိုလှန့်ကြည့်ပြီးဘာဘူးကြီးသူတို့ကိုလည်းပြောပြပါဦးဟူ၍ကျွန်တော်ကိုပြောပြန်သည်ဟေးရာဂျူအဲ့ဒီလူတွေကငါနဲ့တည်တာမဟုတ်ဘူးဒီလူ၃ယောက်ကငါမိတ်ဆွေတငယ်ချင်းတွေဖြစ်လို့ပြောလို့ရကားလဲလာတော့မယ်မင်းသွားတော့နော်ထိုအခါကြာမှာပင် သူ့ပစ္စည်းလေးတွေကိုတစ်တာရဲထည့်ပြီးရာဂျူထွက်သွားရှာသည်။အီလိုရာတို့သွားမည်တိုရစ်ဘယူရိုကားလာသဖြင့်ကျွန်တော်တို့လည်းကားပေါ်တက်လိုက်ကြသည်။နောက်တနေ့နက်နက်9:00နာရီလောက်တွင်လေထိုနေ့တိုင်းနက်နက်စာစားတော့ပြီးနောက်အဂျန်နာတို့သွားမည်တိုရစ်ဘယူရိုကားကိုဆောင်းရန်ဖို့ဝါလာဘော့စ်ဟိုတယ်စားတော့ခန်းမှဟိုတယ်မျက်နှာစာတို့ထွက်လာကြသည်ခီးတယ်များသည်ဟိုတယ်မျက်နှာစာပလက်ဖောင်းပေါ်တွင် ကလထိုင်းပေါ်ထိုင်သူထိုင်ပြီးမတက်ရဲ့စကားပြောသူက ပြောနေကြသည် ထို့ခိုက်ပလက်ဖောင်းဘေးကလမ်းမပေါ်တွင်ဖနက်တိုက်ပစ္စည်းများထည့်ထားသည့်တစ်တာလေးကိုစီကင်ထားကြသောကလာလီ၃လေးယောက်ရောက်လာကြသည်သူတို့ထဲတွင် ရာဂျူးကိုရှာကြည့်တော့လည်းမတွေ့ရပါသူတို့ထဲကတယောက်ကိုကျွန်တော်မေးကြည့်မိသည်။ဟေးမင်းရာဂျူးကိုသိလား။မင်းတို့လိုပဲဖနက်တိုက်တယ်လေ။မနေ့ကသူဒီကိုလာတယ်။ဟုတ်ကဲ့သိပါတယ်။သူဒီနေ့ဘာဖြစ်လို့မလာတာလဲ သူဒီနေ့မလာနိုင်ဘူးဘာဘူးကြီးအိမ်မှာဖျားနေတယ်။ဟေးဟုတ်လား။အဂျန်ဒါတို့ထွက်သွားတော့တူရစ်ဘူရိုကားပေါ်တွင်လန်ခီတလျှောက်ပြီးပန်းရှူခင်းများကိုကြည်နေသည့်ကြားရကပင်ရာဂျူမျက်နှာကလေးသည်ကွက်ခနဲပေါ်လာလေသည်။မှတ်တိုင်တွင်ဘက်စကားတစီဝူကနဲထိုးရလိုက်လေသည်။ကားပေါ်တွင်လူတန်းငယ်ခြောက်သဖြင့်တခြားခီးတယ်များနဲ့အတူကျွန်တော်လည်းတူတက်လိုက်သည်။ကားပေါ်ရောက်သွားသည် ကားထွက်သွားသည်လွန်ခဲ့သည့်၃နှစ်ခန့်ကအောက်ရမ်ဘတ်မှအဂျန်တာသို့သွားသောတူရစ်ဘူရိုကားပေါ်တွင်ရာဂျိုးကြောင်တွေ့သွားတကယ်သို့ပင်ယခုလည်းစူးလီဖျားမှတ်တိုင်မှထွက်ခွာသွားသည့်နံပါတ်39ဘတ်ကားပေါ်တွင်နေတို့၏အကြောင်းသည် အတွေးရရင်ကျောတွင်မြုပ်ချီပေါ်ကြီးဖြစ်နေသည်နေတို့နှင့်ရာဂျူရို၏မျက်နှာကလေးများသည် ရှင်၍ရှင်၍လည်းပေါ်လာကြသည်နီတိုကမြန်မာလေးဖြစ်သည် ရာဂျိုကကလာလီဖြစ်သည် သို့တော်လည်းလူမျိုးစားတိကွဲပြားခြားနားနေမှုသည်သူတို့၏ဘဝအခြေအနေကို ဖုံးဖိထားခြင်းငှာမစွမ်းနိုင်ပေနီတုတ်ကမြန်မာနိုင်ငံ၌နေသည် ရာဂျိုကမိုင်းပေါင်းများစွာဝေးကွာသောအိန္ဒိယနိုင်ငံ၌နေသည် သို့တော်လည်းရေချားမြေချားနိုင်ငံရဲ့ချားသည်သူတို့၏ဘဝကိုတသားတည်းဖြစ်မနေအောင်မစွမ်းဆောင်နိုင်ပေနီတုတ်က secret ဘူးကိုကင်သည် ရာဂျူကဖနက်ဆေးဘူးကိုကင်သည်။သို့တော်လည်းနီတိုဤစီကရက်ဘူးနှင့်ရာဂျူဤဖနက်ဆေးဘူးသည်ပစ္စည်းအမျိုးအစား꽌ပြားခြားနာတော်လေ။နီတိုနှင့်ရာဂျူတို့ဤဘဝကိုမူထက်တူထက်မြပင်တယုတ်ဖော်နေကြသည်။ ားဆင်ပေးခဲ့တာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျမတို့နောက်ထပ် audiobook မှာပြန်ဆုံကြမယ်နော်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။